ရှင်နိုဘီယူနီဗာစ်မှာရှယ်ရိုခါခဲဆိုတဲ့စကလုံးကကျင်လည်ကျဆားနေခဲ့တာတော်တော်လေးကိုကြားခဲ့ပါပြီ။ရှယ်ရိုခါခဲဆိုတာကမန်ကမရောအနမဲမှာမပါဝင်ခဲ့တဲ့နာဟုတုဆိုင်ရာ trans ကတခုပဲဖြစ်ပါတယ်။ဂျင်းကလောဂျူပီတာရာဂျူပီတိုနဲ့ကိုတုံချောင်းတို့ဆိုတာပြိတက်တွေကိုရင်ဖန်တီထားတဲ့စကလုံးတွေပဲဖြစ်ပါတယ်။ရှယ်ရိုခါခဲဆိုတာခါခဲဝေယောမဝေးထားပေမဲ့ရွာရဲခါခဲတာဝန်တွေကိုလူမသိသူမသိထမ်းဆောင်ပေးနေကြတဲ့ powerful ဖြစ်တဲ့ရှင်နိုဘီတွေကိုဆိုလိုပါတယ်။တကယ်တော့အထုတ်ကြီးတွေစောင်းထားတဲ့ခါခဲတွေကခါခဲယုံကန်ထဲမှာစင်းရင်အင်းတွေနဲ့တအားအလုံးရှုပ်နေကြတာများပါတယ် ရဲရုခခဲတွေကတော့ရွာရဲ့အပြင်မှာရန်သူတွေကိုထောက်လန်းတာလူမသိသူမသိလှုပ်ရှားပြီးရန်သူတွေကိုရှင်းလင်းပေးတာတွေကိုလှုပ်ဆောင်ကြပါတယ်ဒီရဲရုခခဲတွေဆိုတာပြည်သက်တွေရဲ့တတ်မှတ်ပေးမှုတစ်ခုသာဖြစ်ပြီးမန်က NMN နဲ့ Live Novel တွေမှာပါလုံးဝတရှိမနေခဲ့ပါဘူးအရာကျန်တဲ့ရှင်နိုဘီတယောက်သို့မဟုတ်လက်ရှိခါခဲထပ်ပိုးပြီးကျန်တဲ့ရှင်နိုဘီတယောက်ကအမှောင်တဲမှာလူမသိသူမသိခါခဲတယောက်လှုပ်ဆောင်ရမယ့်တာဝန်တွေကိုလှုပ်ဆောင်နေကြတဲ့ဆိုရင်အဲ့လူကိုရှယ်ရုခါခဲလို့သတ်မှတ်ကြပါရစေ။ ဟိုခါခဲတိုင်းမှာ share ဟိုခါခဲတယောက်စီရှိတတ်ကြပြီးမတူညီတဲ့အရေးချင်းကိုစီကိုပိုင်ဆိုင်ခါကြပါတယ်။ဒီအချက်တွေက fan made fact တွေဖြစ်နေတာကြောင့်မတိကျတဲ့သူတွေလည်းရှိသလိုမေးနေတဲ့သူတွေလည်းရှိနေတာကြောင့်ဒီနေ့ video လေးကိုဖန်တီးလိုက်တာဖြစ်ပါတယ်။ဒီနေ့မှာတော့ share ဟိုခါခဲတွေအကုန်လုံးကိုပြောပြပေးသွားမှာမျိုးမဟုတ်ဘဲခုနကရ share ဟိုခါခဲတွေကို ranking လေးလုပ်ပေးသွားမှာမျိုးဖြစ်ပါတယ်။ထုံးစံအတိုင်းအားအနည်းဆုံးကနေအတန်းမှာဆုံး share ဟုတ်က carry ATC ပေးသွားမှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြဖို့တောင်းဆိုချင်ပါတယ် ဗီဒီယိုမစတင်ခင်မှာ share လို့ဟုတ်ခါခဲရဲ့စံနှုန်းသတ်မှတ်ချက်ကိုပြောပြပေးချင်ပါတယ်။အရေးအကြီးဆုံးကတော့ share လို့ဟုတ်ခါခဲရဲ့1 by 1 combat availability တွေပဲဖြစ်ပါတယ်။ share လို့ဟုတ်ခါခဲဆိုတာကုနုဟာမှာဟုတ်ခါခဲပြီးရင် powerful အဖြစ်ဆုံး shinobi တယောက်ပဲဖြစ်ပါတယ်။တချို့သောအခြေအနေတွေမှာဆိုရင် share လို့ဟုတ်ခါခဲရဲ့နှလုံးသားကဟုတ်ခါခဲထပ်ပို့ပြီးအေးဆက်ကြတာကြောင့်ဟုတ်ခါခဲတယောက်မလုံနိုင်တဲ့အမောင်ပတ်ချမ်းကလုပ်ငန်းဆောင်တာတွေကိုပါလှုပ်ဆောင်နိုင်ကြပါတယ်။ Shadow Hawk Carry ကရွာရဲ့အဓိကရန်သူတွေကိုတရှုအဖြစ်သွားရောက်ဆုတ်ဆန်းတဲ့နေရာမှာလဲအသုံးဝင်ကြပါတယ်။ ရွာရဲ့အဓိကရန်သူအဖွဲ့အစည်းတွေဖြစ်ကြတဲ့အာကတ်စုကီနဲ့ခါရာတို့လိုအဖွဲ့အစည်းတွေမှာတချို့ဖြစ်တာဝေထမ်းဆောင်ခဲ့ကြတဲ့ရှီနိုဘီတွေကလည်းဒီနေ့ဗီဒီယိုမှာပါဝင်သွားမှာဖြစ်ပါတယ်။တချို့အခြေအနေတွေအရဆိုရင်ရှဲရိုဟိုကာခဲတွေကဒီနေ့ကျရင်ဟိုကာခဲတာဝန်တွေကိုထမ်းဆောင်နိုင်မဲ့အခြေအနေတွေထိတောင်ရောက်ရှိခဲ့ကြပါတယ်။ကျွန်တော်အနေနဲ့ခါခဲတွေနဲ့ပတ်သက်တဲ့ ranking video တွေကိုပြုလုပ်ပေးလာခဲ့တာတော်တော်လေးလေးများနေခဲ့ပါပြီ။ လုပ်ဖို့ကြံရှိနေသေးတာဆိုလို့အကျန်းဆုံးဟုတ်ခါခဲ့သူမဟုတ်ခိုးတော်ဟာကိုအရန်တိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့ဟုတ်ခါခဲ့ကိုရှာဖွေရမယ်ကွန်တက်တစ်ခုလောက်သာကြံရှိတော့တာပါခွန်နဟမှာတော့ဟိုခါခဲအနေနဲ့စုစုပေါင်း9ယောက်ရှိခဲ့ပြီး10ယောက်မြောက်ကတော့မန်ကမှာပါဝင်လာနေပြီဖြစ်ပါတယ်။ဒါ့ပေမဲ့ဒီနေ့ဗီဒီယိုမှာတော့ share တို့ဟိုခါခဲ6ယောက်ကိုသာထည့်သွင်းစီစဉ်ပေးထားပါတယ်။နံပါတ်6နေရာမှာရောက်ရှိနေခဲ့တဲ့ share တို့ဟိုခါခဲကတော့မီနာထူရဲ့ share တို့ဟိုခါခဲပဲဖြစ်ပါတယ်။မီနာထူကဟိုခါခဲတယောက်ဖြစ်နေတာကြောင့်မီနာထူရဲ့ share တို့ဟိုခါခဲကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာအမှန်ပါ။ ဒါဆိုရင်မီနာထိုးရဲ့ဟိုခါခဲတက်တန်းကရောဘလောက်ကြာလိုက်လို့လဲဆိုပြီးပြန်လဲခြေပါနိုင်ပါတယ်။ဘာလို့ဆိုမီနာထိုးတရားဟိုခါခဲလုလဲ့ရတဲ့အချိန်ကတကယ်ကိုမှတိုးတောင်းခဲ့တာမျိုးပါ။မီနာထိုရဲ့ဆရာကဂျီရာယာဖြစ်ပြီးဂျီရာယာရဲ့တင်ကြားမှုကိုခံခဲ့ရတဲ့မီနာထိုဟာဂျီရာယာထက်တောင်ပိုပြီးစမဖြစ်တဲ့ကလေးတယောက်ဖြစ်ခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ဆရာဖြစ်သူဂျီရာယာကမီနာထိုအတွက်ပထမဆုံးရှယ်ရိုဟုခါခဲ့တယောက်ဖြစ်လာခဲ့ပါတယ်။ မီနာထိုတယောက်၃ချိန်မြောက်ရှိလိုပြီးစစ်ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာဟုတ်ခခဲ့တယောက်ဖြစ်လာခဲ့ပါတယ်။၃ချိန်မြောက်ရှိလိုပြီးစစ်ပွဲအတွင်းမှာလည်းမီနာထိုကသူတီထွင်ထားတဲ့ Flying Thunder Gorgeous နဲ့ရန်သူပေါင်းမြောက်များစွာကိုထိန်းချုပ်ဖြေရှင်းနိုင်ခဲ့ပါတယ်။မီနာထိုရဲ့ဆရာဂျီရာရီယာကိုရိုင်းကလည်းမီနာထိုတရားဟုတ်ခခဲ့မဖြစ်ခင်ကတည်းကအခါစုကီအဖွဲ့ရဲ့လှူရှာမှုတွေကိုစောင့်ကြည့်နေကြတာကြောင့်ရွာမှာရှိမနေခဲ့ပါဘူးဂျီရာရီယာကအခါစုကီအဖွဲ့ရဲ့လှူရှာမှုတွေကိုဆက်လက်စောင့်ကြည့်နေခဲ့တယ်ဆိုပေမဲ့အခါစုကီအဖွဲ့ဘက်ကအဲ့ဒီအချိန်မှာဘာလှူရှာမှုမှရှိမနေခဲ့ပါဘူး တုံးချိန်မှာရှိလို့ပြီးစစ်ပွဲအတွင်းမှာတော့ယာယီကိုကနာဂါတိုရဲ့လက်ထဲမှာပဲအသေးခံသွားတာကြောင့်မဖြစ်သင့်တာတွေစပြီးတော့ဖြစ်လာခဲ့ပါတယ်။ဒီလိုဖြစ်အောင်ဖန်တီးခဲ့တဲ့လူတွေကတော့ဒန်ဆိုနဲ့ဟန်ဆိုတို့နှစ်ယောက်အတူတူပူးပေါင်းပြီးအကန်စကီအဖွဲ့ကိုဖိနှိပ်ဖို့ကြိုးစားကြရင်လက်လွတ်ကျသွန်တွေဖြစ်သွားခဲ့ရတာပါ။နာဂါထိုကလည်းသူရဲ့ရီနေဂန်ဆွန်အားရီကိုအသုံးပြုပြီးဟန်ဆိုရဲ့လက်အောက်ခံရှီနိုဘီရဲ့အတက်ကိုနှုတ်ယူခဲ့ပါတယ်။အိုဘီထိုကလည်းအကာစုကီကိုအစကတည်းကဖျက်ဆီးပစ်ချနေခဲ့တာမျိုးဖြစ်ပြီးယာဟီကိုမရှိတော့တဲ့နောက်ပိုင်းမှာအိုဘီထိုကပဲအကာစုကီကိုချုပ်ကန်ချဲလဲခဲ့ပါတယ်။ အခါစုကီကလည်း Obito ပြောပြတဲ့ဒီ iPhone Moon Plan ကိုလိုက်နာခဲ့ကြရပါတယ်။ Minato ကဟိုခါခဲ့တာဝန်တွေကိုနှစ်နှစ်လောက်သာထမ်းဆောင်ခဲ့ရတာမျိုးဖြစ်ပြီး Jiraiya ကတော့ပြောင်းလဲစားပြုလာတဲ့အခါစုကီအဖွဲ့ကိုဆက်လက်စောင့်ကြည့်ခဲ့ပါတယ်။အခါစုကီကတော့အရန်အရာကြီးမှပြီး Villain San နဲ့အဖွဲ့ဝင်တွေကိုစုဆောင်းကပတ်စံနဲ့အမိကောင်တွေအနောက်ကိုလိုက်လာခဲ့ကြပါတယ်။အကတ်စုကီအဖွဲ့ဆိုတာအစာပိုင်းယာယီကိုရဲ့လက်ထက်မှာမကောင်းမှုကိုဖြေရှင်းကြတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပေမဲ့အိုဘီထိုရဲ့လက်ထက်မှာတော့ဘောင်တီဟန်တာအဖွဲ့အစည်းပုံစံမျိုးအထီကိုပြောင်းလဲလာခဲ့ပါတယ် နာဂထူရဲ့ယူဆချက်ကလည်းပတ်စံအမြောင်အများရှာဖွေနိုင်မှကဘာကြီးကိုငင်းချဲတဲ့နေရာတစ်ခုအဖြစ်ပုံဖော်နိုင်လိမ့်မယ်လို့ယူဆခဲ့တာပါဒါဆိုရင်မီနာထိုအတွက်အကာစုကီအဖွဲ့ရဲ့ information တွေကိုစုဆောင်းပေးနေတဲ့ဂျီရာယာကပဲရှယ်ရိုဟိုခါခဲတယောက်ဖြစ်နေခဲ့ပါတယ်။တကယ်တမ်းဂျီရာယာကသူပိုင်ဆိုင်တဲ့အရာရာကိုဆုံးရှုံးပြီးသွားတဲ့နောက်ပိုင်းမှာရွာကနေထွက်ပြီးစာရေးတဲ့အလုပ်ကိုသာဇောက်ချလုပ်ကန်ခဲ့တာပါ။ဂျီရာယာပိုင်ဆိုင်တဲ့အရာဆိုတာဖားဆရာကြီးဟောကြားခဲ့တဲ့အိမ်မက်တစ်ခုဖြစ်ပြီး ဒီအိမ်မက်ထဲမှာတော့ဂျူရာယာကအရန်တော်ပြီးကဘာကိုငိမ့်ချန်းအောင်ဖန်တီးနိုင်မဲ့ကလေးတယောက်ကိုလေ့ကျင့်သင်ကြားပေးရလိမ့်မယ်ဆိုတဲ့အချက်တခုပါဝင်ခဲ့ပါတယ်။အိမ်မက်တစ်ခုလုံးကိုတော့ဖားဆရာကြီးကမေးသွားတာကြောင့်ဘဲကလေးဘဲပုံစံရှိရဲဆိုတာကိုဂျူရာယာကမသိခဲ့ရပါဘူး။ဒါကြောင့်နေတကာလှည့်လည်ပြီးကဘာကိုငိမ့်ချန်းအောင်ပြုလုပ်နိုင်မဲ့ကလေးတယောက်ကိုနေဂျစ်စုရဲလေ့ကျင့်သင်ကြားပေးနေခဲ့ပါတယ်။ဒီကလေးကတော့ရင်းနှီးကန်ကိုပိုင်ဆိုင်ထားတဲ့နာဂါထိုပဲဖြစ်ပါတယ်။ ဒါကြောင့်ဂျီရာယာကသူယုံကြည်အားကိုလုံနေခဲ့တာဖြစ်လို့မီနာထိုအတွက်အသုံးဝင်တဲ့ရှဲရိုဟိုခါခဲတယောက်တော့မဖြစ်ခဲ့ပါဘူး။မီနာထိုရဲ့နောက်ထပ်ရှဲရိုဟိုခါခဲကတော့ဖူကာကူဦးချီယာပဲဖြစ်ပါတယ်။မီနာထိုနဲ့ဖူကာကူတို့ဆိုတာခေတ္တကူရဲ့မြင်းပြိုင်နှစ်ခုဆိုရင်လည်းမမှားပါဘူး။သူတို့နှစ်ယောက်ရဲ့အရှိမပြေးနေတဲ့မြင်းကတော့အိုရိုချီမာရုဖြစ်ပြီးမတင်တော်တဲ့အချက်တွေကြောင့်ဟီရူဇန်ကအရွာအပြင်ကိုမောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ဖူကာကူကိုကြားတော့ဆရာသမားထိုဘီရာမာရဲ့ကန့်သက်ချက်တွေကြောင့်ဟီရူဇန်ကအိုခါခဲနေရာကိုမပြေးတော့ပဲမီနာထိုကိုသာပေးရလိုက်တာမျိုးပါ။ ဒါကြောင့်မီနာထိုရဲ့လက်ထက်မှာမီနာထိုလောက်နီးပါးကျန်တဲ့ရှင်တို့ပြီဆိုတာဖူကာကူတယောက်ပဲရှိပါတယ်။ဖူကာကူနဲ့မီနာထိုတို့ရဲ့ဆက်ဆက်ရေးကိုလည်းနာဟုထို NML3 မှာထင်ရှားအောင် ဖော်ပြထားခဲ့ပါတယ်။ဖူကာကူလိုခရိုက်တာတစ်ခုကိုဘာကြောင့်အရန်ကျန်တယ်လို့သတ်မှတ်ကြတာလဲဆိုတော့တုံးချင်းမြောက်ရှင်တို့ပြီစစ်ပွဲမှာမီနာထိုတယောက်ထဲကပဲလက်စွမ်းထက်ခဲ့တာမျိုးမဟုတ်ပဲဖူကာကူကလည်းမီနာထိုနဲ့အပြိုင်လက်စွမ်းထက်ခဲ့ပါတယ်။ဖူကာကူမှာအလုံးတတိထားမိကြတဲ့မန်ကယ်ကူရှာရင်းကန်တစ်ခုပါရှိပြီးအဲ့မန်ကယ်ကူကထေးဘီးဆွေကိုပါထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ ထေဘီစွေကိုထိန်းချုပ်နိုင်တဲ့ဆိုကြတဲ့ကအိုဘီထိုနဲ့မာဂျာရာတို့လိုမျိုးဖူကာကူကလည်းအရန်ကျန်တဲ့ဦးချီယာတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဖူကာကူတယောက်ဝေခဲ့တိုင်းလို့ခေါ်တဲ့နာမည်တစ်ခုကိုပါရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။ဦးချီယာအများစုကလည်းဖူကာကူကသာဟူကာကဲတယောက်ဖြစ်လာနိုင်တယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ဟီရူဇန်ကမီနာသူကိုသာရွေးချယ်ခဲ့တာကြောင့်ဦးချီဟာရီကဖူကာကူကို အာနာသိမ့်ဖို့ဖိအားပေးခဲ့ကြပါတယ်။မီနာသူဘက်မှာယက်တီနေကြတဲ့လူတွေကလည်းခွန်နိုဟာရဲ့အကြမ်းဆုံးလို့ဆိုနိုင်တဲ့ဂျီရာယာနဲ့ဟီရူဇန်တို့ကယက်တီပေးနေကြတာဖြစ်ပါတယ်။ ဟီရိုဇန်ကလည်းသူ့တပည့်ရဲ့တပည့်ဖြစ်သူမီနာထူရဲ့ရှဲရိုဟိုကာကေတယောက်ဖြစ်ခဲ့ပါတယ်။ဂျီရာယာကတော့ရွာမှာရှိမနေတော့တာမှန်ပေမဲ့ဟီရိုဇန်ကတော့ဖော်မာဟိုကာကေတယောက်အနေနဲ့မီနာထူကိုထောက်ခံပေးခဲ့တာပါ။ခူရာမာကခွန်နိုဟာကိုဝင်ရောက်တိုက်ခိုက်တဲ့ညကလည်းမီနာထူကအိုဘီထိုနဲ့ရင်ဆိုင်ခဲ့ရတာကြောင့်ဟီရိုဇန်ကခူရာမာကိုအန်မာနဲ့အတူတူထိန်းပေးထားခဲ့တာပါ။ဟီရိုဇန်နဲ့ဒန်ဆိုရိုရဲ့ကန့်သက်ချက်တွေကြောင့်ဖူကာကူကတော့အဲ့ညမှာခူရာမာကိုထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ဖူကာကူနဲ့အတူတူအချီယာမျိုးနွယ်စုတစ်ခုလုံးကရွာသားတွေကိုသာလိုက်ပြီးတော့ကယ်ဆယ်နေခဲ့ကြရတာပါ ဒါဆိုရင်ဟီရိုဇန်ဂျီရာယာနဲ့ဖူကာကူတို့၃ယောက်မှမီနာထိုအထွတ်ဘသူကတင့်တော်ကောင်းမွန်နဲ့ရှဲရိုဟုခါခဲ့ဖြစ်နိုင်မလဲဆိုပြီးတော့စဉ်းစားကြည့်လို့ရပါတယ်။ဟီရိုဇန်ကလည်းမီနာထိုအထွတ်တော်တော်လေးအထောက်အကူပြုတဲ့ရှဲရိုဟုခါခဲ့တယောက်ဖြစ်နေခဲ့ပါတယ်။မီနာထိုဘက်ကလည်းနည်းနည်းလောက်ပဲဟုခါခဲ့ပြစ်ခဲ့တဲ့ဆိုပေမဲ့ရွာကိုတော်တော်လေးအကျိုးပြုသွားနိုင်ခဲ့ရှာပါတယ်။ဒါရီကတော့မီနာထိုရဲ့ရှဲရိုဟိုကာကဲ၃ယောက်အကြောင်းဖြစ်ပြီးအခုဆက်ပြောပြမှာကတော့ထိုဘီရာမာရဲ့ရှဲရိုဟိုကာကဲရဲ့အကြောင်းပဲဖြစ်ပါတယ်။နံပါတ်၆နေရာမှာတော့ဖူကာကူကိုထားထားလိုက်ခြင်းပြီးနံပါတ်၅နေရာမှာကတော့ဟီရူဇန်ကိုထားထားလိုက်ပါမယ်။ ခိရမရဲ့ share ဟုခခဲကတော့ hero set ဖြစ်ပြီးမီနာထိုးရဲ့ share ဟုခခဲနဲ့ဆင်တူပါတယ်မတူညီတာကတော့အသက်အရွယ်အပိုင်းခြားဖြစ်ပြီးမီနာထိုးကိုကူညီခဲ့တဲ့ hero set ရဲ့အသက်အရွယ်ကတော်တော်လေးကိုကြီးနေခဲ့ပါပြီထိုပီရမကိုကူညီခဲ့တဲ့ hero set ရဲ့အသက်ကတော်တော်လေးကိုငယ်ရွယ်နေသေးတာပါ hero set ကထိုပီရမရဲ့တပည့်တယောက်ဖြစ်ပြီး hashirama kunoha ကိုစတင်တီထောင်တာနဲ့လေ့ကျင့်သင်ကြားပေးခဲ့တဲ့တပည့်တယောက်ဖြစ်ခဲ့ပါတယ် ပထမဆုံးရှီရိုဘီစစ်ပွဲအတွင်းမှာဟီရူဇန်ရဲ့လက်စွမ်းတွေကထိုဘီရာမာယုံကြည်ရလောက်အောင်အထိကောင်းမွန်ခဲ့ပြီးစိတ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေကိုလည်းထိုဘီရာမာကသဘောချခဲ့ပါတယ်။ဒါကြောင့်ဟီရူဇန်ကိုသူ့ရဲ့နေရာမှာဆက်လက်တာဝန်ယူပေးဖို့တောင်းဆိုခဲ့တာမျိုးဖြစ်ပါတယ်။ထိုဘီရာမာအနေနဲ့အဲ့ဒီနေရာမှာခခမီအူချီဟာနဲ့ဒန်ဆိုတို့ကိုရွေးချယ်လို့ရပါမယ်။စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်မရွေးချယ်ခဲ့တာမျိုးဖြစ်ပါတယ်။ခခမီအူချီဟာဆိုတာကတော့ရှီဆွီလိုမျိုးအရန်အစွမ်းထက်တဲ့အူချီဟာတယောက်ပဲဖြစ်ပါတယ်။ ထိုဘီရာမာကတော့ဟိုခါကဲအနေနဲ့၄နှစ်တာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်လို့မီနာထိုထက်တော့တက်တန်းပို့ပြီးတော့ကြာမြင့်ခဲ့ပါတယ်။ထိုဘီရာမာဆင်နွယ်ခဲ့တဲ့ပထမမြောက်စစ်ပွဲဆိုတာကိုအချက်တဝဲမရှင်းပြထားတာကြောင့်ကျွန်တော်အနေနဲ့ဘလို့အခြေအနေတွေရှိခဲ့တယ်လဲဆိုတာကိုအသေးစိတ်မသိရပါဘူး။နောက်ထပ်ခိုနိုဟာရဲ့အကျဉ်းဆုံးရှယ်တို့ဟိုခါကဲတယောက်အကြောင်းကိုဆက်ပြီးတော့ပြောကြပါမယ်။ဒီလူကခွနိုဟာရဲ့တက်တန်းတော်တော်များများမှာရှယ်တို့ဟိုခါခဲအနေနဲ့လှုပ်ရှားလှုပ်ကြိုက်နေခဲ့တာမျိုးဖြစ်ပြီးခွနိုဟာမှာအာနာတက်ရောက်မှုအများဆုံးလူတယောက်ဆိုရင်လည်းမမားပါဘူး ရှဲရဟိုကာခဲလည်းဖြစ်အီဗော်ဒဂေါင်လည်းဖြစ်တဲ့ဒန်ဆိုကတော့ကုနူဟာရဲ့တက်တန်းတော်တော်ကြားနဲ့အရေးထဲကချုပ်ကင်သူတယောက်ဖြစ်ခဲ့တာပါ။ဒါကြောင့်နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ရှဲရဟိုကာခဲကတော့ဒန်ဆိုပဲဖြစ်ပါတယ်။ဒန်ဆိုကတော့ကုနူဟာရဲ့တက်တန်းအရှိဆုံးဟိုကာခဲတယောက်ဖြစ်တဲ့ဟီရူဇန်ရဲ့ရှဲရဟိုကာခဲတယောက်ဖြစ်ခဲ့တာပါ။ရှဲရိုဟိုကာခဲရီဆိုရာလူရှင်းထွက်ပြီးတောက်လုံးမလုံးချင်ကြတဲ့ရှင်နိုဘီရီလို့ဆိုနိုင်ပေမဲ့ဂန်ဆိုကတော့ဟိုကာခဲအဖြစ်ချင်းဆုံးသောလူသားတစ်ယောက်ပဲဖြစ်ပါတယ် မနက်မိုးလင်းတိုင်းမှာထိုမီရောမာကဘာကြောင့်ဟီရူဇယ်လိုကောင်မျိုးကိုဟိုခါခဲအဖြစ်ရွေးချယ်ခဲ့ရတာလဲဆိုပြီးမေဂွန်ထုတ်နေထတဲ့ကောင်စာမျိုးဖြစ်ပါတယ်။ဒါဆိုကခွန်နိုဟာကိုဟီရူဇယ်နီပါထိန်ချုပ်ကင်တွင်နိုင်ခဲ့တဲ့ဆိုပေမဲ့အသွုံဝင်မှုနဲ့ရွာအကျိုးတဲ့ဘုံမှုတို့နဲ့နှမ်းရှင်ကြည့်တဲ့အခါမှာဒါဆိုကသူ့ရဲ့ကိုဂျိုးကိုပဲကြီးလေးရှိတာကြောင့်နံပါတ်4နေရာမှာရောက်ရှိနေခဲ့တာမျိုးဖြစ်ပါတယ်။ဒါဆိုရဲ့ iconic ဖြစ်တဲ့ organization ကတော့ AMBU အဖွဲ့ပဲဖြစ်ပါတယ်။ အဘူအဖွဲ့ကိုတော့ထူပီရာမာကရွာရဲ့အမိမတိလှူရှားသူတွေအနေနဲ့ဖန်တီးခဲ့တဲ့ဆိုပေမဲ့ထန်ဆိုကထူပီရာမာမရှိတော့တဲ့နောက်ပိုင်းမှာအပိုင်သိပြီးတက်ဖြစ်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲပြစ်ခဲ့တာဖြစ်ပါတယ်။ဘလို့ပြောင်းလဲခဲ့တာလဲဆိုတော့ထူပီရာမာရဲ့အဘူဆိုတာခိုနိုဟာကပါရမီရှိတဲ့ကလေးငယ်တွေနဲ့တားလဲပတ်ကြတာမျိုးဖြစ်ပြီးတကယ်လဲရိုးရှင်းခဲ့ပါတယ်။တန်ဆိုရဲ့လက်ထက်မှာတော့တန်ဆိုတယောက်နဲ့တကလှည့်ပြီးတိုင်းပြည်တိုင်းကအရေးအချင်းရှိတဲ့ကလေးတွေကိုစုဆောင်ပြီးအန်ဘူမှာ train ပေးခဲ့တာဖြစ်ပါတယ်။နောက်ပြီးလေ့ကျင့်ထားတဲ့ကလေးငယ်တွေကိုအချင်းချင်းပြန်လဲတိုက်ခိုက်ခိုင်းပါတယ်။ တိုက်ခိုက်တဲ့ဆိုတဲ့နေရာမှာအရေးချင်းကိုစမ်းသက်တာမျိုးမဟုတ်ဘဲအသက်သေဆုံးတဲ့အထိတိုက်ခိုက်ခိုင်းခဲ့တာမျိုးဖြစ်ပါတယ်ဒါကြောင့် Apple member အများစုကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်နဲ့ရုပ်ပိုင်းဆိုင်ရာအထူးအတွေ့တွေကိုပါဆုံးရှုံးလာကြပါတယ်။ကျွန်တော်ရဲ့အကြိုက်ဆုံး Apple အဖွဲ့ဝင်ကတော့ SkyKB Apple ရဲ့နောက်ဆုံးလက်ကျန်မျိုးဆက်တစ်ခုလည်းဖြစ်ပါတယ်။ဘာလို့ဆိုဆိုင်ရဲ့မျိုးဆက်ပြီးသွားတာနဲ့တပြိုင်တည်းတန်းစိုးက Sasuke ရဲ့ရှင်လင်းခြင်းကိုခံလိုက်ရတာကြောင့်ပါ။ဆိုင်ဆိုရာကလည်း mission တွေအများကြီးကိုထမ်းဆောင်ပူခဲ့ပြီးလူပေါင်းများစွာကိုလုံခြံရှင်းလင်းခဲ့ရပါတယ်။ စာစကဲကိုလုံချံဖို့တာဝန်ပေးလိုက်တာကိုကြည့်ကြတဲ့ကဆိုင်းရဲလုံဆန်းနိုင်စွမ်းကိုအကုန်လုံးကလည်းနားလည်နိုင်ကြမှာပါအဘူမာတော့ဆိုင်နဲ့အတူတူထိုရူနဲရိုလိုမျိုးခရိုက်တာတွေလည်းပါဝင်နေသေးတာကြောင့်တွားနောက်လို့မရှားနိုင်တဲ့အဖွဲ့အစည်းတစ်ခုဆိုရင်လည်းမမားနိုင်ဘူးပေါ့။ထိုရူရမားရဲ့ UI ချက်ကလည်းနံပါတ်၁လူတိုင်းမလုံနိုင်တဲ့လုံခြံရှင်းလင်းရေးတွေကိုလုံဆောင်နိုင်ဖို့နံပါတ်၂ဟိုခါခဲကိုစောင့်ကြည့်ကာကွယ်နိုင်ဖို့ဆိုတဲ့ UI ချက်နှစ်ခုနဲ့ဖွဲ့စည်းခဲ့တာမျိုးဖြစ်လို့ဒန်ဆိုရဲ့လက်ဘတ်မှုစနစ်ကိုလည်းတွားပြီးတော့အပြစ်တင်လို့မရနိုင်ပါဘူး။ အပြစ်တင်လို့ရတဲ့အချက်ကတော့အန်ဘူးအဖွဲဟာတန်ဆိုးရဲ့အမိန့်ကိုသာနာခံချရပြီးတော့ဟီရူဇန်ကအန်ဘူးအဖွဲကိုမထိန်ချုပ်နိုင်တော့ပါဘူး။ဒါကြောင့်တန်ဆိုးရဲ့တောက်တလွဲစီကံချက်တွေနဲ့သာလဲပတ်နေရတဲ့အဖွဲအစည်းတစ်ခုဖြစ်လာခဲ့ပါတယ်။တန်ဆိုးကိုရင်ကိုင်းတွင်နေတာကြောင့်ခုနူဟာကိုမကောင်းပြောတဲ့လူမှတ်တများကအသက်ကိုဖန်နဲ့ထုတ်ပြီးသားရှင်းသင်ချရပါတယ်။တန်ဆိုးဘက်ကလည်းအန်ဘူးအဖွဲကိုအတုံးချပြီးဟီရူဇန်ကိုလှုပ်ကြံရှင်းလင်းတာတရားမဝင်တဲ့ငွေကြေးတွေကိုစုဆောင်းတာစရတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ဒါချင်းနဲ့ရှီဆွေးတို့ကဒန်ဆိုးရဲ့လက်အောက်မှာအလုပ်လုပ်ကြနေကြတဲ့အန်ဘူးနှစ်ယောက်ပဲဖြစ်ပါတယ်။ ဘာကြောင့်ဦးချီရနေရောက်ကရဲတပ်ဖွဲ့မှာမရှိဘဲနဲ့အံပူထဲမှာရောက်နေရတာလဲပေါ့တကယ်ဆိုထိုပြူရာမှာချမှတ်ခဲ့တဲ့စီကံချက်အရာဦးချီဟာရီဟာအံပူဖြစ်ပိုင်ခွင့်လုံးဝမရှိပါဘူးအံပူကသာခုနူဟာရဲ့ information တွေကိုချုပ်ကင်ထားတာမျိုးဖြစ်ပြီးရဲတပ်ဖွဲ့ကတော့အရေးကြီးတဲ့အချက်အလက်တွေကိုမရရှိကြပါဘူးဒါတောင်မှအီတာချီနဲ့ရှီဆူရီတို့ကအံပူအဖွဲ့တွေကိုဘာကြောင့်ရောက်ရှိနေကြရတာလဲပေါ့အဓိကကတော့ဒန်ဆိုနဲ့ဟီရူဆန်တို့ကအီတာချီနဲ့ရှီဆူရီတို့ရဲ့အရေးချင်းတွေကိုသဘောကျတာအကြောင်းဦးချီဟာဘက်ကိုအံပူမှာတာဝန်ထမ်းဆောင်ဖို့တောင်းဆိုထားတာမျိုးဖြစ်ပြီး ။ Uchiha ဘက်ကလည်းသူတို့လိုချင်နေတဲ့တရင်အချက်အလက်တွေရရှိနိုင်ဖို့ Itachi နဲ့ Shisuiro ကိုအန်ပူထဲမှာတက်ရှုအနေနဲ့ထည့်ထားလိုက်တာမျိုးဖြစ်ပါတယ်။ဒီနေရာမှာ Danzo က Itachi နဲ့ Shisuiro ကိုအုံချခဲ့တဲ့ဆိုပေမဲ့ Hiruzen ကတော့ဆွေးနွေးပွဲမှာပါဝင်နိုင်ဖို့ Itachi တို့ကိုခေါ်ဆောင်ထားခဲ့တာမျိုးဖြစ်ပါတယ်။တန်ဆိုရဲ့ဖီးယားပေးမှုကြောင့် Itachi က Sasuke ကလွယ်ပြီးကြံတဲ့ Uchiha ရဲ့အကုံလုံးကိုဖြည့်ဆင်းခဲ့ရပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင် Itachi ကလည်း Hiruzen ရဲ့ Shadow Hokage တယောက်ပဲဖြစ်ပါတယ်။ အကယ်၍ဒန်ဆိုတာရှိမနေခဲ့ဘူးဆိုရင်ဖူကာကူနဲ့ဟီရူဆန်တို့စကားလက်ဆုံးပြောနိုင်ခဲ့ကြပြီးခိုနိုဟာကိုပို့ပြီးတော့တိုးတက်ကောင်းမှုအောင်ဖန်တီးနိုင်လောက်ပါတယ်။ဒန်ဆိုကရှယ်ရိုဟိုကာခဲအနေနဲ့ခိုနိုဟာကိုပဲချုပ်ကန်ချဲ့လိုက်ခဲ့တာမျိုးမဟုတ်ခဲ့။ကဘာကြီးကိုဖျက်ဆီးမဲ့အာကာဆူကီအဖွဲကိုမွေးဖွားခဲ့သူလည်းဖြစ်ပါတယ်။အစောပိုင်းမှာပြောခဲ့သလိုအာကာဆူကီကိုဖြည့်ရှင်းချင်တာနဲ့ပဲဟန်ဆိုကိုမိမ့်မလို့မိမ့်မရသွားညောင်ရင်ကနေတန်တန်ရဆက်တဲ့အာကာဆူကီအဖွဲကိုဖန်တီးမိခဲ့တာပါ။အပြင်ပိုင်းကိုကြည့်ရင်တော့ဒန်ဆိုကမတိမတန်အင်အားကြီးမားနေတဲ့ဟီဒရင်းကိုဖျက်ဆီးလိုက်တဲ့ဆိုပေမဲ့တိတ်တော်မကြလိုက်ပါဘူး။ နာဂါထိုကသူ့ရဲ့ Sephiroth Pain ကိုဖန်တီးပြီး Hanzo ကိုဖြည့်ရှင်းက Hidden Ring ကိုအုပ်စိုးနိုင်ခဲ့တာကြောင့်ပါ။ဒါကြောင့် Danzo ဟာအနုသဘောဆောင်တဲ့အရာတွေကိုသာဖန်တီးနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။အဲ့နောက်မှာတော့ဘာတွေဆက်ဖြစ်ခဲ့တယ်လဲဆိုတော့ဒန်ဆိုကအိုရိုရဲ့လမ်းပါရှာမာထိုကိုရှာဖွေတွေ့ရှိခဲ့ပြီးထူးဆန်းစွာနဲ့ရှာမာထိုကအသက်ရှင်တန်နေခဲ့ပါတယ်ရှာမာထိုအသက်ရှင်တာကတိတ်ပြီးအရေးမကြီးပေမဲ့အရေးကြီးတာကရှာမာထိုဆိုတာဟာရှီရဲ့ဆယ်ရီနဲ့ဖန်တီးထားတဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့တာမျိုးပါ ။ဒါကြောင့်ဟာရှိရာမားရဲ့ဆဲရီကိုပန်ဆိုင်ထားတဲ့ကလေးတယောက်ကိုဒန်ဆိုကအံပူတဲ့ကောက်ထဲပြီးတစ်သားပုံစံကိုအတုံးပြူနိုင်အောင်လေ့ကျင့်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဒန်ဆိုဖန်လီလိုက်ပြန်တဲ့ရှားမထိုးဆိုတာတစ်သားပုံစံကိုအတုံးပြူပြီးနာအိုထိုးကိုသာထိန်းချုပ်နေရတာကြောင့်အများကြီးတော့အကျိုးမရှိခဲ့ပါဘူး။ဖိုအာမာလည်းဂျာမာထိုကိုခါဘူဒိုကဖန်စီပြီးအကျန်းဆုံးတစ်သားပုံစံတွေကိုအတုံးပြူခဲ့တာဖြစ်ပါတယ်။ဒန်ဆိုဆိုရာခွန်နူဟာရဲ့တဒန်းအကြဆုံးသောရှဲရိုဟိုခါကတယောက်ဖြစ်ပေမဲ့ရွာကိုကောင်းကျိုးတစ်ဆက်မှမပြုခဲ့တဲ့ရှဲရိုဟိုခါကတယောက်လည်းဖြစ်ပါတယ်။ ဒီလိုကောင်းချိုးမပြုတဲ့လူတယောက်ကိုဘာကြောင့်ခုနှဟာကလူတွေကမမုန်တီးပဲနာဟုထုကိုပဲဝိုင်းပြီးမုန်တီးနေကြတာလဲဆိုတော့ဒန်ဆိုကိုရိုင်းကလည်းတရွာလုံးကိုနာဟုထုကခူရာမာစီနစ်ခံရတဲ့ကလေးတယောက်တစ်ချိန်ကြာရင်ဒီကလေးကရွာကိုဖျက်ဆီးလိုက်မယ်ဆိုတဲ့သတင်းကိုလွှင့်ထားခဲ့တာကြောင့်ပါဒန်ဆိုကခုနှဟာကိုကောင်းချိုးမပြုခဲ့ဘူးဆိုပေမဲ့တည်ငြိမ်မှုကိုတော့ရှာဖွေပေးနိုင်ခဲ့ပါတယ်ဘာလို့ဆိုဒန်ဆိုကတာဦးချီဟာကိုမဖြေရှင်းဘူးဆိုရင်ဦးချီဟာရိဘက်ကလည်းမီနာထုကိုဟိုခါခဲတင်မြောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအာနာသိမ့်ပိုက်ဖို့ကြိုးစားကြမှာဖြစ်ပါတယ် ဒါဆိုကဟီရူဇန်အနားယူရတဲ့တပြိုင်တည်းသူ့ကိုဟိုခတ်ခဲနေရပြီးပို့တောင်းဆိုခဲ့ပေမဲ့ဟီရူဇန်ကမိနာထူကိုသာတင်မြောက်ခဲ့တာပါ။ဒါကိုမကျေနပ်တဲ့ဒါဆိုကနာအုပ်ထူကိုပါတောင်းမြင်ခဲ့ပြီးတော့လူမုံများအောင်တရင်ပွားခဲ့တာဖြစ်ပါတယ်။ကဲဒါကတော့ကောင်းကျိုးဖြစ်အောင်အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ကောင်းကျိုးတစ်ဆင့်မှမဖြစ်ထွန်းခဲ့တဲ့ရှယ်ရိုဟိုခတ်ခဲတယောက်ဖြစ်တဲ့ဒန်ဆိုရဲ့အကြောင်းပဲဖြစ်ပါတယ်။နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ Shadow Hawk ကတော့ကျွန်တော်တို့ရဲ့အချစ်တော် Legendary Sanin Jiraiya ပဲဖြစ်ပါတယ် ဂျီရာယာကတော့မီနာထူရဲ့ရှယ်တို့ဟုခါခဲ့တယောက်ဖြစ်ခဲ့တယ်လို့စနားရဲ့ရှယ်တို့ဟုခါခဲ့တယောက်လည်းဖြစ်ခဲ့ပါတယ်။ဘာလို့ဆိုဟီရိုဇန်အသေးဆုံးသွားတဲ့နောက်ပိုင်းမှာအကျန်ဘေးရီကဂျီရာယာကိုဟုခါခဲ့နေရတာဝန်ယူပေးဖို့တောင်းဆိုခဲ့တာပါ။ဒါပေမဲ့ဂျီရာယာအတွက်ဟုခါခဲ့နေရဆိုတာကသိပြီးအရေးမပါတာကြောင့်နောက်ထူကိုအတုံးပြုပြီးစနားတဲ့ကိုရအောင်ဖြောင်းဖြားခဲ့တာဖြစ်ပါတယ်။ဂျီရာယာကဆူနာရဲရဲ့လက်အောက်မှာအကောင်းဆုံးရှယ်တို့ဟုတ်ခါခဲ့တယောက်ဖြစ်လာခဲ့ပါတယ်။ဆူနာရဲနဲ့ဂျီရာယာတို့ရဲ့ဟုတ်ခါခဲ့တဲ့တန်တွေကအနည်းဆုံး၄-၅နှစ်တော့ရှိခဲ့ကြပါတယ်။ ။ဘာလို့ဆိုဂျာထဲမှာ time skater ကိုက3နှစ်တာလောက်ကြာမြင်ခဲ့တာကြောင့်ပါ။ဂျီရာယာကစနားတဲ့ဟိုခါခဲဖြစ်လာတာနဲ့တပြိုင်တည်းနာဝထုကိုကာကွယ်ရင်အကာစုကီရဲ့သတင်းတွေကိုခုနဟာအတွက်ဆက်လက်စုဆောင်ပေးခဲ့ပါတယ်။ဂျီရာယာကနှစ်ပေါင်းများစွာလေးလာစုံစမ်းပြီးသွားတဲ့အချိန်မှာတော့အကာစုကီရေဟာချင်းချူရီကီရေကိုပြင်ပထားတိုက်ခိုက်ပြီးခေဘီစွေကိုစုဆောင်နေတယ်ဆိုတာကိုစူနာတဲ့ထံပြန်လည်ပြီးတော့တင်ပြနိုင်ခဲ့ပါတယ်။ဂျီရာယာဆိုတာ legendary စနေ၃ရောက်ထဲမှာနည်းနည်းပေါ်ချချနိုင်တဲ့ဆိုပေမဲ့အိုရိုမတုံးတဲ့နယ်စေမုတ်ကိုလည်းတုံးနိုင်တယ်လို့စူနာတဲ့ရဲ့လက်တင်ချက်တွေကိုပါခဏခဏစားသုံးခဲ့တာမျိုးပါ။ ဒါကြောင့်ဂျီရာယာကိုအီတာချီနဲ့ခီစာမဲတို့ကလုံးဝလက်တဲမဆန်းခဲ့ကြပါဘူးဒီအချိန်ဒီမှာအီတာချီဘက်ကလည်းနောက်ထိုးတယောက်အဆင်ပြေနေရလားဆိုတာကိုလာရောက်စစ်ဆေးခဲ့တာမျိုးဖြစ်ပါတယ်သူပဲမဲ့လက်တဲဆိုင်ဆိုင်ပဲညီဖြစ်သူဆာစကဲနဲ့တွေ့ဆုံခဲ့ကြပါတယ်ဂျီရာယာကိုပရိသတ်တွေရှင်နဲ့အရောက်ပို့ပေးနိုင်ခဲ့တဲ့ဖလော့ကတော့ Hidden Rain ကိုထွက်သွားတဲ့ဖလော့ပဲဖြစ်ပါတယ်ထွက်သွားတော့ကတော့ပြန်လာခဲ့မယ်ဆိုတဲ့ကတိကိုပေးခဲ့ပေမဲ့ပြန်လာမှာတော့ဝက်စာပါတဲ့ဖားတကောင်ကိုသာပို့ဆောင်ပေးနိုင်ခဲ့တာပါဆိုလိုချင်တဲ့သဘောကတော့ဂျီရာယာတယောက်သူမွေးခဲ့တဲ့မြောက်ချောက်သူ့ရတက်ကိုဆိုရှိုးလိုက်ရတာဖြစ်ပါတယ် ဂျီရာယာပြန်ပို့ပေးခဲ့တဲ့တရင်အချက်လက်ကကုနူဟာအတွက်အရန်ကြီးမာတဲ့တရင်အချက်လက်တစ်ခုဖြစ်ခဲ့ပါတယ်။ဂျီရာယာကြောင့်သာမဟုတ်ဘူးဆိုရင်ဆူနာတဲ့ကလည်းဘယ်တော့အခါမှဟုတ်ခါခဲ့တယောက်ဖြစ်မလာနိုင်ပါဘူး။လောင်ကစားတွေကိုခုံမိနေတဲ့မိမတယောက်အဖြစ်နဲ့သာဆက်လက်နေထိုင်သွားရနိုင်ပါတယ်။ထိုနည်းတူစွာသွေးမြင့်ရဲ့ကြောင့်နေတတ်တဲ့တောက်တူလဲလေဂျန်ဒရီဆန်နေတယောက်လည်းဖြစ်နေအောင်ပါပါ။ဂျီရာယာကတော့ဆူနာတဲ့ရဲ့ခံစားချက်တွေကိုအစားထိုးနိုင်ဖို့မျိုးလင်းချက်ရှိတဲ့နာအုပ်ထုကိုပြသပေးနိုင်ခဲ့ပါတယ်။ နောက်သူကိုလည်းလေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ခုနကကိုလည်းနောက်ွယ်ကနေကာွယ်ပေးသွားခဲ့တဲ့အကောင်းဆုံး share လို့ဟုတ်ခါခဲ့တယောက်ဖြစ်ခဲ့တာပါ။နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့ share လို့ဟုတ်ခါခဲ့ကတော့နံပါတ်1နေရာမှာထထားခြင်းနဲ့ Tobira မှာပဲဖြစ်ပါတယ်။ Tobira မှာသာမရှိခဲ့ဘူးဆိုရင် Hashira မှာတီထောင်ထားခဲ့တဲ့ခုနကဆိုတာခဏလေးနဲ့ပြသသွားနိုင်ချောင်းကိုအရှိကဗီဒီယိုတွေမှာပြောပြပေးထားခဲ့ပါတယ်။ Tobira မှာ yes မှာဖြစ်မှုကြောင့်နောက်ွယ်ကနေ Hashira မှာကိုဒါလုတ်ဒါလုတ်ဆိုပြီးအကြံပေးနိုင်ခဲ့ပါတယ်။ share လို့ဟုတ်ခါခဲ့ဆိုတာကိုလည်း Tobira မှာကနေစတင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဘာလို့ဆိုဟာရှိရမရဲ့ဆုံးဖြတ်ချက်တွေကအသုံးမဝင်တာကြောင့်ထိုဘီရမရဲ့အကြံပြုချက်တွေနဲ့ပဲကိုနူဟာကိုလည်းပတ်ခဲ့ရတာဖြစ်ပါတယ်။ထိုဘီရမအကြောင်းကိုလည်းရင်လေးကတင်ပေးထားတာကြောင့်အသေးစိတ်သိချင်တယ်ဆိုရင်တော့သွားပြီးတော့ကြည့်နိုင်ပါတယ်။ထိုဘီရမကတော့ Shadow Clone, Aero Tanzen နဲ့ Flying Tanner ကိုကျဆူတွေကိုတီထွင်ထားနိုင်ခဲ့တဲ့လူလည်းဖြစ်ပါတယ်။ဟာရှိရမခင်မှလည်းကိုနူဟာကိုအုပ်ချုပ်ပေးခဲ့တယ်လို့ဟာရှိရမမရှိတော့တဲ့အချိန်မှလည်းကိုနူဟာကိုဆက်လက်ထိန်းချုပ်ကင်တွယ်ပေးခဲ့ပါတယ်။ညီအရင်းဖြစ်နေတာတောင်မှဟာရှိရမကိုနားဝင်အောင်ပြောတဲ့စကားတွေကတော်တော်ကြီးကိုချမ်းတမ်းခဲ့တာပါ။ ။ထိုပြီးရမကမြစ်တာတရားကြီးမားတဲ့လူတယောက်ဖြစ်ခဲ့တဲ့ဆိုပေမဲ့ညီနှစ်ယောက်ကိုဆိုးရှုံးပြီးတဲ့နောက်ပိုင်းမှာအူချီဟာရီကိုအရန်မုန်းတိခဲ့တာပါ။ဒါကြောင့်ဟာရှူရမကိုမာဂျရာနဲ့ငင်းချမ်းရေးယူပြီးအူချီဟာရီကိုခွင်းလွှတ်လိုက်မယ်ဆိုရင်စုံပါသွားတဲ့ဆန်ဂျူရီအစားငါရှမ်းမိတယ်လို့ဟာရှူရမကိုအခြေအတင်တိုက်ခိုက်ခဲ့တာမျိုးပါ။နောက်ဆုံးအချိန်ထိလဲမာဂျရာကဟာရှူရာမာကိုအာမတန်လိုမန်ရှော့ကဲယုံကလွဲပြီးလုံးဝငြင်းချမ်းရေးကိုတပ်ပေါ်မတူခဲ့ပါဘူး ခွန်နူဟာမှာလည်းထိုဘီရာမာကဟာရှူရာမာရဲ့အကြံဘင်းဆိုတဲ့ရှာလူကိုယူထားတာကြောင့်မာဒရာရဲ့ဦးချီဟာရီကိုကောင်းကောင်းကြီးထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဟာရှူရာမာကမာဒရာကိုဟိုခါခဲအပြစ်ထားထားခြင်းပေမဲ့ထိုဘီရာမာကမဲစနစ်အတိုင်းရွေးချယ်ဖို့ကိုသာအကြံပေးခဲ့ပါတယ်။မဲပေးတဲ့စနစ်ကိုအသုံးပြုတာကြောင့်နောက်ဆုံးမှာဟာရှူရာမာကခွန်နူဟာရဲ့အုပ်ချုပ်သူတယောက်ဖြစ်လာခဲ့တာပါ။ဟာရှူရာမာနဲ့မာဒရာတို့ရဲ့ final battle ကြီးကြောင်ပဲပထမမြောက်ရှိလို့ပြီးစစ်ပွဲကြီးကစတင်လာခဲ့ပါတယ်။ဘာလို့ဆိုအဲ့ဒီအချိန်တုန်းကဟာရှူရာမာနဲ့မာဒရာတို့ရဲ့အင်အားကြောင့်ရွာတိုင်းနီးပါးကခုနွားကိုကြောက်ကြရပါတယ်။ ာဂျရာမရှိတော့တာအကြောင်းယောဟာရှိရမကလည်းအားအနေနေတာအကြောင်းပထမဆုံးစစ်ပွဲကိုစတင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ဟာရှိရမကစစ်ပွဲမရှိချင်တာကြောင့်ရှိသမျှထေးပြီးဆွေကိုဖန်စည်းစုဆောင်ပြီးဂျွာတိုင်းကိုလက်ဆောင်အဖြစ်ပေးရခဲ့ပါတယ်။ထိုပြီးရမဘက်ကတော့လက်ဆောင်ဆိုရာထံငွေကြေးနဲ့ပြန်လည်ရောင်းချဖို့ကိုသာအကြံပြုခဲ့ပါတယ်။လနဲ့ပေါင်းဆောင်ကိုရရှိသွားတဲ့ဂျွာတိုင်းဂျွာတိုင်းကဟာရှိရမမျောလင့်ထားတယ်လို့မဟုတ်ခဲ့ပထမမြောက်စစ်ပွဲကြီးကိုစတင်လာခဲ့ကြပါတယ်ပထမမြောက်စစ်ပွဲကြီးကတမိုင်းတလျှောက်လုံးမှာလူအသေးအပြောက်အများဆုံးစစ်ပွဲကြီးတစ်ခုဖြစ်ခဲ့တာပါ စစ်ပွဲကြီးအတွင်းမှာရွာပြေးဆုံးသွားတဲ့နောက်ပိုင်းမှာပါရွာငယ်လေးတွေဟာနေရာတိုင်းလိုလိုမှာပေါ်ပေါက်လာခဲ့ကြပါတယ်။အင်အားကြီးမားတဲ့ရွာတွေရဲ့ဖိနှိပ်ခြင်းကိုမခံနိုင်ကြတော့တဲ့အဆုံမှာကိုထူကိုထားစနစ်နဲ့ခွဲထွက်ကုန်ကြတာမျိုးဖြစ်ပါတယ်။ခုနကတော့ထေးပြီးဆွေကိုရောင်းချထားတာကြောင့်ရွာထူပြီးရောမရဲ့အကြံအတိုင်းခလန်တိုင်းကိုဖိတ်ခေါ်ထားတဲ့နားကြောင့်ပါအင်အားအကြီးမားဆုံးသောရွာတရွာဖြစ်လာခဲ့ပါတယ်။ပြစီထိခိုက်မှုတွေရှိခဲ့တဲ့ဆိုပေမဲ့ပတ်စံရှိတာကြောင့်ခဏလေးနဲ့ပြန်လည်တိစောက်နိုင်ခဲ့ကြပါတယ်။ မာဒရာနဲ့ Uchiha တွေကိုလည်းနှိတ်ကွထားနိုင်ခဲ့တယ်လို့ရွာရဲ့အနာဂတ်အတွက်အကျိုးရှိနိုင်မယ့်အဖွဲ့အစည်းတွေကိုပါဖွဲ့စည်းနိုင်ခဲ့ပါတယ်။နံပါတ်၁နေရာမှာရောက်ရှိနေခဲ့တာကတော့နောက်ဆုံးမျိုးဆက်ရဲ့ Shadow Hawk ခဲတယောက်ဖြစ်တဲ့ Sasuke ပဲဖြစ်ပါတယ်။ Sasuke ကအခြား Shadow Hawk ခဲတွေလိုမျိုးပါပဲ။ Kakashi နဲ့ Naruto ရဲ့နောက်ွယ်မှာရွာအကျိုးတဲ့ပုံနေတဲ့ Shinobi တယောက်ပဲဖြစ်ပါတယ်။ရွာပြင်မှာရှိနေတဲ့မမြင်နိုင်တဲ့အနေရတွေကိုသူရဲ့ Sharingan နဲ့ဖြည့်ရှင်းထားနိုင်ခဲ့ပါတယ်။ ခုနကကိုအီနိုရဲ့အကာအကွယ်ကြီးကဖုံးအုပ်ကာကွယ်ထားတဲ့ဆိုပေမဲ့ Land of Fire တကူလုံးကို Sasuke ကကာကွယ်ပေးနေခဲ့တာမျိုးပါအလုတ်အရမ်းများတာကြောင့်ရွာကိုတနစ်မှတစ်ခါလောက်သာပြန်နိုင်ခဲ့ပေမဲ့ဆာကူရာကိုလက်ထပ်ပြီးဆာရာတာကိုတော့မွေးဖွားနိုင်ခဲ့ပါတယ်။နောက်ထိုးတစ်ယောက်ထက်မတိုက်ခိုက်နိုင်လောက်တဲ့အိုဆူစကီရေကိုလည်းဆာစကဲကနောက်ထိုးနဲ့နေရာပူပေါင်းပြီးတိုက်ခိုက်ပေးခဲ့ပါတယ်။မိုမိုရှိကီနဲ့ခေရှိကီရိုဆိုတာကလည်းတော်တော်ကျန်တဲ့အိုဆူစကီရေဖြစ်ပေမဲ့ဆာစကဲနဲ့နောက်ထိုးနဲ့နေရာပူပေါင်းပြီးအကောင်းဆုံးထိ ंछ ုပ်ဖြစ်ရှင်နိုင်ခဲ့ကြပါတယ်။ ဘိုတိုကိုလည်းရာစင်ကန်အချောင်းကိုတင်ကြားပေးခဲ့ပြီးဘိုတိုကလည်းခက်ခါရှိမှဖန်တီးနိုင်ခဲ့တဲ့လိုက်တင်ရာစင်ကန်ကိုတောင်းဖန်တီးနိုင်ခဲ့ပါတယ်။ဆာရာဒါကိုလည်းဆာစကဲကလေးချစ်တင်ကြားပေးခဲ့ပြီးအဓိကကတော့ရှာရီကန်နဲ့ပတ်သက်တဲ့အချောင်းယာရီပဲဖြစ်ပါတယ်။ဆာစကဲမှာဟာကိုရိုမိုပေးထားတဲ့ရီနေကန်ကလည်းထိုမိုးရဲ့၆ခုတောင်ပါဝင်ပြီးဒမန်ရှင်နစ်ကိုခရီးသွားနိုင်ပါတယ်။ဆာစကဲကြောင့်သာအိုဆိုစကီရဲ့ဖြစ်တည်မှု UHL နဲ့လေပန်းမှုစနစ်တွေကိုနားလည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာလို့ဆိုစားစကဲက dimension တွေကြာခီးသွားပြီး osuski ရဲ့ information တွေကို jira ရအတိုင်းစုံစမ်းနေကြတာကြောင့်ပါ osuski တင်မဟုတ်ပဲ kara အဖွဲကိုပါခြေရခံနိုင်ခဲ့ပြီး tanty အသေးစားလေးကိုပါတွေ့ရှိခဲ့ပါတယ် osuski ရဲ့အကြမ်းဆုံးအဖွဲဝင်တယောက်ဖြစ်တဲ့ ishiki နဲ့လည်းရင်ဆိုင်ဖူးခဲ့ပြီးတော်တော်လေးလက်အထိနာခဲ့ရပါတယ် now to the last movie တဲမှာဆိုရင်လည်းစားစကဲကဥခခဲကြီးတစ်ခုကိုတောင်းတယောက်ထဲဖြက်စီးပြတာခဲ့တာဖြစ်ပါတယ် sars gas ဆိုတာကလည်း now to ရဲ့အသက်ကိုအချိန်အရေအတွက်တော်တော်များများနဲ့ကိုကယ်တင်ပေးခဲ့ပူပါတယ် company collision မှာစားကလေး ဒီနေ့ရဲ့နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့ Shadow Hooker ခဲကတော့ SARS ကဲပဲဖြစ်ပါတယ်။ဒီနေ့မှာတော့အားလုံးကသတ်မှတ်ထားတဲ့ Shadow Hooker ခဲအကြောင်းနဲ့ Shadow Hooker ခဲ6ယောက်ကို ranking လေးလုပ်ပေးသွားတာဖြစ်ပါတယ်။ All Dawn နဲ့ Brother တို့အနေနဲ့ Anime Recap တွေကိုကျွန်တော်ရဲ့ Hidden Student ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါတယ်။အပွားပါမနေ့ပြန်ကြရင်နောက်ထပ် video အသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့။ 阿姆，拜拜。